ဒီနေ့မွေးနေ့ကတော့သူ့ဒါထိပ်စီးပြောင်းတဲ့မွေးနေ့အလူလေးပေါ့နော်အသက်20ရန်ကုန်စစ်ရုံကြီးမှာလည်းသူတခါမှလည်းမလူဘူးသေးဘူးဆိုတော့အာစဉ်းစားပြစ်ပြီးတော့ဒီမှာလူရောက်900စာကိုသူရွေးချယ်ပြီးတော့လှူပြစ်ခဲ့ရပါရှင်တားရှိရဲ့အာပြီးတော့သူဆိုလို့ရှင်ကိုဒီနေ့ကကြသူသူကြိုက်တဲ့မြစ်ကြော်နဲ့ဘဲပြုံနဲ့ရွေးထားရပေါ့နော်ဘယ်တဲ့အပေးမှုကြောင့်သာလဲဒီလိုတွေလုတ်ဖြစ်တာဆိုတော့ ဒီဒီနေ့လှူခဲ့တဲ့အလူထဲမှာဆိုလို့ရှိရင်လူ900ဆာအလူထဲမှာပြိသက်ကြီးအလူလည်းပါပါတယ်လို့ပြောချင်ပါတယ်မွေးနေ့ကတော့သူ့ဒါထိပ်စီးပြောင်းတဲ့မွေးနေ့အလူလေးပေါ့နော်အသက်20ထိပ်စီးပြောင်းတာဆိုတော့20 အဲဆိုတော့ဘယ်မှာလှူရမလဲဆိုပြီးတော့စဉ်းစားဖြစ်တယ်။ဟိုမိနစ်တောင်းကြတော့ဒါတတိဆန်လေးတို့နဲ့ပတ်သက်ပြီးတော့လှုပ်ပြခဲ့တယ်ဆိုတော့ဟိုဒီနေ့မှကျတော့တခြားအဖြစ်တနေရဘယ်မှာလှူမလဲဆိုပြီးစဉ်းစားရစဉ်းစားရနေရမှဒါရန်ကုန်စစ်ရုံကြီးမှာလည်းအခုတခါမှလည်းမလှူဘူးသေးဘူးဆိုတော့အာစဉ်းစားဖြစ်ပြီးတော့ဒီမှာလူရောက်900စာကိုကျလို့ရွေးချယ်ပြီးတော့လှုပ်ပြခဲ့ရပါရှင်။မလူပြစ်သေးရဲ့ဆိုရင် တိလို့ရအောင်တစ်ခါပဲပြပြမယ်ပေါ့နော်ဟင်းနေရာအမျိုးသားရွေးလို့ရတယ်စသားရှိရယ်အပြီးတော့သူဆိုလို့ရှင်ကိုဒီနေ့ကကျသူသူကြိုက်တဲ့မြစ်ကြော်နဲ့ဘဲပြုံနဲ့ရွေးထားရယ်ပေါ့နော်အပြင်နောက်ပြောအဲ့လိုရွေးချော်ဆိုလို့ရှင်လည်းအာလို့မဲ့တိဝဲဆုံကျော်တို့တခြားပဲပြင်မောက်ပဲပြကျော်တို့အမျိုးသားအများကြီးရွေးလို့ရရယ်ပေါ့နော်ပြချင်းဟင်းတို့အဲ့လိုမျိုးလည်းထိထည့်ပြီးရွေးလို့ရတာဆိုတော့အဆင်ပြေပါတယ်အချို့လူကျင်တဲ့သူတွေရှိလို့ရှိရင်လည်းဒီမှာပေါ့နော်ဒီအာဟာရပြည့်ကိုဖုန်းလမ်းဆက်ပြီးတော့ကိုကြိုက်တဲ့ဟင်းမယ်တွေကိုရွေးချယ်ပြီးတော့လှူလို့ရပါတယ်လို့ဟုတ် ဒီတရတော့ခုနဒီမှာလူတွေအများကြီးဝေဝီးထည့်ပေးနေတဲ့ချိန်မှာဒါပျော်တာပေါ့နော်ဟိုတယောက်ချင်းကြီးကလည်းအကုန်လုံးကလည်းသူ့ကိုဆူတောင်းပေးသွားကြတယ်အာသူ့ကလည်းပြန်ပြီးတော့ဆူတောင်းပေးရဲဆိုတော့ဒါတကယ်ကိုဒီနေ့လေးကတော့ပီတိဖြစ်စရာလေးအလူလေးတစ်ခုအနေနဲ့ပြောလို့ရပါတယ်ဟုတ်ဝင်းနေမှာမေးမေးပါမလား အမမေနဲ့ကမနေ့ကရန်ဖြစ်တာလို့ရန်ဖြစ်တော့စိတ်ဆိုးထားကြတာပေါ့နော်သူတို့ကမနေ့က तू ကအပြားနေပြန်လာပြန်လာတော့ဟိုနေလို့မကောင်းလို့ကိုကတော့ဒီအမေနဲ့အန်လိုက်မိအဲ့တော့အမေကကြတော့ထင်တာကြတော့ရက်ထိတောက်လာလို့အကိုဟောရီတောက်လာပြီးအန်နေဆိုပြီးချင်းလို့အဲ့မှာအမေနဲ့စိတ်ဆိုးထားကြတာပေါ့နော်အမေမဟုတ်တာတွေတမီးကိုပြောနေရယ်ဆိုပြီးအစိတ်ဆိုးပြီးအမေကိုရန်တွေ့တာအာဒီနေ့ကအမေကသူလိုက်မလာခဲ့တော့ဖေဖေနဲ့ပဲပေါ့ဒီနေ့ဟုတ်ဒီနေ့ကဖေဖေနဲ့ပါပဲ 那那东西来别多比着了。嗯嗯嗯 သက်30နဲ့ရှိမှာပေါ့နော်ဒီအများကြီးဖြစ်တဲ့လာခဲ့ရတယ်ရှိရဲကြုံလာခဲ့ရတဲ့ပတ်ဝန်းကျင်တွေလည်းလူမျိုးမျိုးစိတ်အမျိုးမျိုးနဲ့လည်းတွေ့ခဲ့ရတယ်ရှိပါတယ်အဲ့ဒီကနေမှသူတို့ဒီသားပညာပြန်ယူသွားပြီးတော့လာ lesson learn ပေါ့နော်သင်ခန်းစာတွေယူသွားခဲ့ပြီးတော့အာကိုဆိုလို့ရှိရင်တော့ဘယ်လိုမျိုးပြန်ပြီးတော့နေထိုင်မယ်ဘယ်လိုမျိုးပြန်ပြီးတော့ကျင့်ကြံမယ်အာကိုဘယ်လိုနေမလဲဆိုတာလေးတွေအစာပြန်ပြီးသင်ခန်းစာလေးကိုလည်းပြန်ယူခဲ့ရတာပေါ့နော်ဘယ်လိုလူမျိုးနဲ့တွေ့လို့ရှိရင်တော့ငါဘယ်လိုမျိုးလေးပဲပေါင်းမယ်ဘယ်လိုမျိုးနေထိုင်မယ်ဆိုတာလေးတွေအစတာ ဟိုပို့ပို့ပြီးတော့တင်ခဲ့ရတာပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှင်တော့နောက်ပိုင်းနဲ့ဆက်ပြီးတော့တင်ယူနေရအောင်ပါပဲလူတွေကအမျိုးမျိုးစုံစိတ်အမျိုးမျိုးကြီးရှိရဆိုတော့လေဟုတ် ဓိကတော့ဒီအလူတွေသူ့လို့ဖြစ်တယ်ဆိုတာဒါပရိသတ်ကြီးရဲ့အလူလို့လည်းပြောလို့ရပါတယ်ဒါပရိသတ်ရဲ့အားပေးမှုနဲ့သူတို့သူတို့ကဒါလုပ်ငန်းတွေမှာအလုပ်တွေလက်ခံပြီးတော့လုပ်ရတယ်ကော်မရှယ်တွေလုပ်ရတယ်အဇာတ်လမ်းတွေရိုက်ရတယ်ဒါပရိသတ်အားပေးမှုကြောင့်သာလေဒီလို့တွေလုပ်ဖြစ်တာဆိုတော့ဒီနေ့လှူခဲ့တဲ့အလူထဲမှာဆိုလို့ရှိရင်ဒါလူ900ဆာအလူထဲမှာပရိသတ်ကြီးရဲ့အလူလည်းပါပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်